မင်္ဂလာပါတနင်္ဂနွေသားသမီးမိတ်ဆွေတွေဒီဗီဒီယိုဖိုင်လေးကို ကြည့်နေတယ်ဆိုရင်စုံအောင်ဒီနားထောင်သွားပါမြန်မာတက်ကြတဲ့1380ခုနှစ်ခုနှစ်အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးတို့ကံကြမ္မာအစိုးကောင်းနဲ့တနစ်စာ ဆောင်ရန်ရှောင်ရန်များကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာအလောက်ကင်နေတဲ့ပတ်သက်လို့ရှင်ရင်ဒီ80နဲ့ခုနှစ်မှာ ကိုယ့်ရဲ့ဒီကံဉာဏ်ဝရိယ၃ပါးစလုံးကိုအကျိုးရှိရှိ အသုံးချမဲ့သူတွေအသုံးချနိုင်တဲ့သူတွေဆိုလို့ရှိရင်တော့ကံကနည်းနည်းလေးအညံ့ပိုင်းကိုသွားနေတယ်ဆိုပေမဲ့လည်းတနင်းကနွေသားသမီးရဲ့အနေနဲ့တခြားနေနံနေလိုပဲထိတ်တန်းကိုဒါမိမိစူးစမ်းရင်စူးစမ်းသလိုရောက်ရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့တနင်းကနွေသားသမီးမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်အလောက်ကင်နေနဲ့ပတ်သက်လို့ရှိရင်မိမိ မိမိလုံနေတဲ့အလုပ်တွေနဲ့ပတ်သက်လို့ရှိရင်အပြောင်းလဲလေးတွေညံဆန်တတ်တယ်မိမိတို့အနေနဲ့အလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းရွှေ့တွေလောက်ရတာမျိုးလေးတွေများတတ်တယ်အဲ့တော့မိဆွေတို့ရဲ့အလုပ်မှာအပြိုင်ဆိုင်တွေပေါ်ပေါက်တတ်တယ်အတိုက်ခံလေးတွေကျုံ့တတ်တယ်အဲ့တော့မိမိတို့အနေနဲ့ဘလို့အတိုက်ခံနေပဲကျုံလာကျုံလာမိမိအနေနဲ့ခေါင်းအေးအေးလေးနဲ့အတွေးကောင်းကောင်းလေးတွေနဲ့အေးအေးဆေးဆေးစဉ်းစားဆုံးဖြတ်မယ်ဆိုလို့ရှိရင်ဘာအခက်ခဲပဲကျုံလာကျုံလာ ။တနင်္ဂနွေသားသမီးမိတ်ဆွေတွေအနေနဲ့မိမိရည်ရွယ်ရာပန်းတိုင်းကိုဒါရောက်ရှိမှာပဲဖြစ်ပါတယ်။ အဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအနေနဲ့အထယ်လိတ်လုပ်ငန်းတွေပြီးသွားရင်ခုနကအထယ်ဆိုင်ဖွင့်ထားတဲ့သူတွေအလားအကုံပစ္စည်းရောင်းဝယ်တဲ့သူတွေနောက်တစ်ခုအနေနဲ့အိမ်ချမ်းမြေအချိုးတော်ဆောင်လုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့သူတွေနောက်တစ်ခုအနေနဲ့အာမခံလုပ်ငန်းတွေကိုလုပ်ကိုင်ပေးနေရတဲ့တနင်္ဂနွေသားသမီးတွေဆိုလို့ရှိရင်အဲ့ဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့စိတ်ပင်ပန်းစရာတွေဆက်လက်ပြီးတော့လုပ်ကိုင်လိုချင်စိတ်မရှိတော့တာမျိုးတွေရက်တန့်ဖြစ်နေတာမျိုးတွေမိမိရဲ့စိတ်မှာမကြာခဏဖြစ်ပေါ်တာမျိုးတွေပေါ် ပေါက်တတ်တယ်အဲ့တော့နောက်တစ်ခုအနေနဲ့ပြောချင်တာကဘာလဲဆိုရင်မိမိရမိမိရလည်းတနင်းငွေမိမိနဲ့ဒီအလုတ်တူတူလုပ်နေတဲ့သူကလည်းတနင်းငွေဆိုလို့ရှိရင်မိမိရဒီအလုတ်တူတူလုပ်နေတဲ့အပေါင်းအသင်းမိတ်ဆွေတွေနဲ့ပတ်သက်လို့ရှိရင်ဒီ80နဲ့ခုနှစ်ခုနဲ့မှာဆိုလို့ရှိရင်သူတို့အနေနဲ့အပြောင်းလဲလေးတွေမြန်ဆန်တတ်တယ်မိမိကိုမကောင်းမြင်တာမျိုးလေးတွေဖြစ်တတ်တယ်တယောက်နဲ့တယောက်နားလည်မှုလွဲစရာကိစ္စမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့ဒီနှစ်အနေနဲ့ကခံဒီနဲ့နေပါတီးခံမှာ တီးမခံဘူးဆိုလို့ရှိရင်တနေ့ကတွေသားသမီးတွေအနေနဲ့ကိုယ့်ဘက်ကဘလို့ပဲကောင်းအောင်မဲ့နေနေကိုဖြေပြောလိုက်တဲ့စကားလုံးဖြေရှင်းလိုက်တဲ့ကိစ္စတွေကပုံမရှုပ်ထွေးသွားပြီးတော့သူတို့ပြဿနာနေပြီးတော့ကိုယ့်ပြဿနာဖြစ်လာတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့နောက်တစ်ခုအနေနဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ရှင်လည်းပဲဒီနေ့ထဲမှာဗာလဲဆိုလို့ရှင် အဝေးတနေရာနဲ့ချိတ်ဆက်ပြီးလောက်ကိုင်းရတဲ့လုပ်ငန်းမျိုးတွေဆိုရင်တော့အဲဒီနှစ်မှာအဆင်မပြေမှုလေးတွေကြုံရတတ်တယ်နောက်တစ်ခုအနေနဲ့တနင်္ဂနွေနံလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေဆိုလို့ရှိရင်လည်းဒီစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့စီးပွား ကြတာမျိုးလေးတွေအဆင်မပြေတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့မိမိတို့ရဲ့အတွေးဒီအရန်အရေးကြီးတာဖြစ်တဲ့အတွက်ဒီတနင်္ဂနွေသားသမီးရဲ့အနေနဲ့ဒီ89ခုနှစ်မှာအတွေးကောင်းရင်ကောင်းတယ်လို့မိမိအနေနဲ့ခုနကမိမိရည်မှန်းထားတဲ့ပန်းနိုင်ကိုလည်းရောက်ရှိပြီးတော့အလုပ်တွေအနေနဲ့ကလည်းအဆင်ပြေမှုတွေဒါရရှိနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ ဒီငွေကြေးကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်တနင်္ဂနွေသားသမီးအနေနဲ့အာမခံပေးတဲ့ကိစ္စမျိုးတွေကိုရှောင်ရှားပေးရမယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့မထင်မှတ်ထားတဲ့ပြဿနာလေးတွေဝင်တတ်တယ်။တနင်္ဂနွေသားသမီးအနေနဲ့ငွေခံတော်တော်လေးကောင်းပါတယ်။ငွေနဲ့ပတ်သက်လို့ရှိရင်တော့ဝင်တဲ့အတိုင်းပဲငွေမမြဲတာမျိုးလေးတွေကြုံရတတ်တယ်။နောက်တစ်ခုအနေနဲ့သူတစ်ပါးကိုအာမခံပေးမှုကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့အမှုခင်းလေးတွေကြုံရတတ်တယ်။ဒါလေးတွေကိုစင်ရင်းပြီးတော့နေမယ်ဆိုလို့ရှိရင်တော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအနေနဲ့ ခုနအစိုးလေးတွေဒါနဲ့ပြီးတော့ကောင်းတဲ့ဘက်ကိုဥတီသွားမှာပဲဖြစ်ပါတယ်အဲ့တော့အချစ်ရင်အိမ်တော်ရင်းနဲ့ပတ်သက်လို့ရှင်ရင်မိမိရလည်းတနင်းငွေမိမိရဲ့အိမ်တော်ဘက်ကလည်းတနင်းငွေဒါမှမဟုတ်လို့ရှင်မိမိရတနင်းငွေမိမိရဲ့ဒီချစ်သူเนาะဇုံတွဲတွေကလည်းတနင်းငွေဆိုလို့ရှင်ရင်အဲမျက်နှာချင်းဆိုင်တာနဲ့ဘာမှမဟုတ်တဲ့ကိစ္စလေးတွေကနေပြီးတော့ပြဿနာအကြီးကြီးဖြစ်သွားတတ်တယ်။အဲ့တော့ဒီနေ့အနေနဲ့တစ်ချက်ပြောညင်တာကတော့နှုတ်ဆိတ်ဆိတ်နေခြင်းကတနင်္ဂနွေသားသမီးတွေအတွက်အောင်မြင်ခြင်းလို့ဒါဆိုရမှာဖြစ်တယ်။ အဲ့တော့တနင်္ဂနွေသားသမီးချစ်သူဇုံတွဲအိမ်လောင်ဘက်တွေအနေနဲ့ဒီနှစ်မှာစကားပြောတာဆိုတာတွေဆင်ញင်ရမယ်။တယောက်နဲ့တယောက်ကုဏတော့ကွာရှင်းတဲ့ပုံစံမျိုးတွေလမ်းခွဲသွားတဲ့ပုံစံမျိုးတွေထိဒီတနင်္ဂနွေဇုံတွဲတွေဖြစ်နိုင်တာဖြစ်တဲ့အတွက်ဒီတနင်္ဂနွေသားသမီးတွေအနေနဲ့ဒီလိုနေ့နံဒီလိုဇုံတွဲထပ်တူကြနေတဲ့သူတွေဆိုရင်တော့ဒါအထူးဂရုစိုက်ရမှာပဲဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့တနင်္ဂနွေသားသမီးရဲ့အနေနဲ့ဒီတနင်္ဂမိမိရဲ့ချစ်သူကတနင်္ဂနွေမဟုတ်ဘူးဆိုလို့ရှိရင်တော့မိမိရဲ့ဒီချစ်သူအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့တရင်ကောင်းလေးတွေကြုံရကြရတတ်တယ်သူတို့နဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာကိစ္စလေးတွေလည်းပဲမကြာခဏဆိုသလိုကြားရတတ်ပါတယ်နောက်တစ်ခုအနေနဲ့ပညာရေးနဲ့ပတ်သက်လို့ရှိရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင် မိမိရဲ့ခုနကအတွေးလွဲမှားမှုအတွေးချော်မှုတွေကြောင့်ပညာရေးနဲ့ပတ်သက်လို့ရှိရင်လမ်းလွဲပြီးတော့မိမိရည်ရွယ်တာတမျိုးဖြစ်လာတာတခြားနဲ့မိမိခုနပညာရေးနဲ့ပတ်သက်ပြီးတော့စံနှနဲ့တထက်ထဲမှာကြားပဲနဲ့တခါတလေဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့သင်ကြားလို့စိတ်မရှိပဲနဲ့ရက်တန့်ပြစ်ချင်တဲ့စိတ်မျိုးလေးတွေမကြာခဏဖြစ်ပေါ်တတ်တယ်အဲ့တော့မိမိတို့အနေနဲ့ဘလို့အခက်အခဲတွေပဲကြုံလာကြုံလာဘလို့ပြဿနာတွေပဲကြုံလာကြုံလာဇွဲရှိရှိနဲ့ ဖြတ်တမ်းမယ်ဆိုလို့ရှင်เนาะမိษွေတို့အနေနဲ့အောင်မြင်မှုပန်းနိုင်ဟိုဒါရောက်ရှိမှာပဲဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်ရင်အစာအိမ်ဦးလန်းချောင်းနဲ့ပတ်သက်တဲ့ယောဂါတွေပြီးသွားရင်အုံထောင်းနဲ့အာယုံကျောင်းနဲ့သက်ဆိုင်တဲ့ယောဂါတွေနောက်တစ်ခုအနေနဲ့တစ်ချက်တည်းထားမှာခုနကတော့အေးမိတာမျိုးတွေအမျိုးသားတွေဆိုရင်ဦးကျတဲ့ယောဂါဝေဒနာမျိုးတွေဖြစ်တတ်တယ် အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်ဆေးရုံဆေးကန်းတွေပြသတော့မယ်ဆိုရင်တနင်္ဂနွေနံဆေးရုံဆေးကန်းဆရာဆရာမတွေနဲ့မပြသတင်ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်မကောင်းဘူးလို့ဆိုလိုတာမဟုတ်ဘူး။တနင်္ဂနွေနှလုံးကသွားပြီးတော့ပတ်ခတ်မိနေတာဖြစ်တယ်သူကဆေးဝါးမလိုက်တာမျိုးတွေမိမိရဲ့ရောဂါအချိန်ကြာညောင်းနေတာမျိုးတွေနောက်တစ်ခုအနေနဲ့ခုနကတော့ဗာလဲဆိုရင်ဆေးမားတာမျိုးတွေဒါမျိုးလေးတွေဖြစ်တတ်တာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးတွေအနေနဲ့တနင်္ဂနွေဆရာဆရာမတွေနဲ့ပြသမယ်ဆိုရင်တော့အဆင်မပြေမှုလေးတွေကြုံရတတ်တယ်။ နောက်တစ်ခုအနေနဲ့အစားတောက်တဲ့အနေနဲ့ရှောင်ရှားရမှာရှိတယ်။ဘာတွေရှောင်ရမလဲ။အမဲသားလုံးဝမစားသင့်ဘူး။နောက်တစ်ခုအနေနဲ့အပူအဆက်တွေရှောင်ရှားပေးရမယ်။အုံသီးပါသောအစားအစာတွေရှောင်ရှားပေးရမယ်။နောက်တစ်ခုအနေနဲ့အင်ဥရှောင်ပေးရမယ်။အမျိုးသားတွေဆိုရင်အရက်ပေါ့နော်။နည်းနည်းဂယုစိုက်ပေးရမယ်။အစာအိမ်ခုနကတော့အသေးပေါ့နော်။အသေးနဲ့ပတ်သက်တဲ့ယောဂါတွေလည်းဒါဂယုစိုက်ပေးရမှာပဲဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်အဓိကမှာကျင်တာကတော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေနေတဲ့ဒီ88ခုနှစ်မှာအရာရာကိုကြော်လွားနိုင်ခြင်းနဲ့ အောင်မြင်ခြင်းတယ်ဆိုရင်တော့မိမိရဲ့အတွေးဒီဒါနံပါတ်၁ဖြစ်တယ်အဲ့တော့မိမိရဲ့အနေနဲ့အတွေးကောင်းကောင်းတွေးနိုင်တယ်အလုတ်ကောင်းကောင်းလုပ်နိုင်မယ်ဆိုလို့ရှိရင်တော့တင်းငွေသားသမီးတွေကံနည်းနည်းလေးနှိမ့်နေတယ်ညံ့နေတယ်ဆိုပေမဲ့လည်းတခြားနေနံနေလို့ပဲထိတ်တန်းကိုဒါရောက်ရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုထပ်ပြီးတော့မှာကျင်တာကတင်းငွေသားသမီးမိတ်ဆွေတွေအနေနဲ့အာမခံပေးရတယ် ကိစ္စမှန်တယ်များဘာကိစ္စနဲ့ပဲပသက်ပသက် အာမခံပေးခြင်းမျိုးတွေကိုဒါအထူးရှောင်ရှားပေးရမှာပဲဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေဒီ88ခုနှစ်မှာအရာရာကံကောင်းခြင်းနဲ့ဆိုရင်တော့တန်ဘုတ်တွေကားတာကိုနေ့တိုင်းတက်စီပူဇော်ပါ ိတ်ဆွေတို့ခုနကညံ့နေတဲ့ကိစ္စတွေကြုံတွေ့နေရတယ်ခုနကညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေတစ်နှစ်လုံးကံကောင်းကျင်နေဆိုရင်တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့မွေးနေ့နဲ့နဲ့6နာရီရနေ9နာရီဝဲအတွင်မှာမျက်စွာပြားရှင်ကိုတော်မျက်ကြီးကိုအုံစုံတပွဲအုံထမင်းချက်နိုင်ရင်လေပိုးကောင်းတယ်မချက်နိုင်ရင်စုံးပြူပါမှာအုံသီးလေးဖြူမယ်တပွဲ ပြီးသွားတဲ့အခါကျလို့ရှင်သာသနာအလံတလက်နော်အဲ့ဒီအလံပေါ်မှာဗာလဲဆိုရင်ကိုကြုံတွေ့နေတဲ့အခက်ခဲကိုစူးတောင်းပြီးရေးမယ်နောက်တစ်ခုအနေနဲ့အေးတက်ခွတ်လှူနှမ်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်ခဲတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တေချာလေးတိုင်တဲပြီးတော့စူးတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တန်င်းငွေသာသမီမိတ်ဆွေတွေအားလုံး ကျွန်တော်ရှင်းရပြောခဲ့တဲ့ဆောင်းရန်ရှောင်းရန်လေးတွေကိုတနှစ်လုံးအတိတ်တည်းလေးတွေကပ်ပြီးတော့နေထိုင်မယ်ကျွန်တော်ပြောခဲ့တဲ့ရေဒီယာလေးတွေကိုခြေမယ်ဆိုရင်မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခိုင်ညံတွေပြေပြောက်စေမှာပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးမြန်မာတက္ကသိုလ်1389ခုနှစ်မှာ ကံပွင့်လက်ပွင့်ပြီးတော့ကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်ကျွန်တော်ရဲ့တန်င်းကနွေသားသမီးမိတ်ဆွေတွေအားလုံးတို့တနစ်စာဟောစာရန်ဗီဒီယို ဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်